ိုင်ငံအာကာသယာဉ်မှူးများအာကာသစကန်တို့ရောက်ရှိနေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်တွင်အိန္ဒိယ၊ပိုလန်နဲ့ဟန်ဂရီကပထမဆုံးအာကာသယာဉ်မှူးတွေက Space ကစီစဉ်ပေးတဲ့ပုဂ္ဂလိကယာဉ်နဲ့ဇွန်လ26ရက်နေ့ကနိုင်ငံတကာအာကာသစကန်ကိုရောက်ရှိလာကြတယ်လို့ AP သတင်းမှဖော်ပြပါရှိပါတယ်။ အရိခင်းစင်မှာအမေရိကကအတွေ့အကြုံအပြည့်အဝဆုံးအာဂါသရွှေမှုဖြစ်တဲ့ဖက်ဂီဝီစင်ကခေါင်းဆောင်တွေနဲ့တာဝန်ယူထားပြီးအိန္ဒိယလေတပ်ကလေယာဉ်မှုဟန်ဂရီကစက်မှုအင်ဂျင်နီယာပိုလန်ကဓာတ်ရောင်ကြီးဆိုင်ရာကျွမ်းကျင်သူတို့ပါဝင်ကြပါတယ်အရိအာဂါသရွှေမှုလေးဦးအဖွဲ့ကကဘာပလန်းကတက်ခွဲကမ်းမှာနှစ်ပတ်ကြာနေထိုင်မှာဖြစ်ပြီးစံတက်မှုပေါင်းများစွာကိုပြုလုပ်သွားမယ်လို့သိရပါဗျ။ အရိနိုင်ငံကအာကာသရင်မှုတွေက1990နှောင်းပိုင်းနဲ့1980ပြည့်နှစ်တွေအတွင်းကဆိုဗီယက်တွေနဲ့အာကာသခီးသွားခဲ့ပူပေမဲ့နိုင်ငံတကာအာကာသစခန်းကိုတော့မရောက်ဘူးသေးပါဘူး။မိခင်ဘာသာစကားအပြင်အင်္ဂလိပ်ဘာသာစကားကိုပါတက်ကြွတဲ့အသင်းရောက်အာကာသရင်မှုတွေကအာကာသစခန်းကအချိန်မြင့်ဝန်ထမ်းတွေနဲ့ပွေဖက်နှုတ်ဆက်ခဲ့ကြပြီးတော့ကွန်ပျူတာကျင်းပခဲ့ကြတယ်လို့သိရပါဗျ။